ားလုံးမင်္ဂလာပါအဲကျွန်တော်ဗီဒီယိုတွေဒါမလုပ်ဖြစ်တာကျွန်တော်ဒါဆိုခုဆိုရင်တလားတော့ဖြစ်ပြီဆိုတော့ကျွန်တော်ဒါဗီဒီယိုတွေအရင်လို့ပြန်နေမှာဖြစ်ပါတယ်အဲပြီးတော့ကျွန်တော်ကျွန်တော်ရဲ့ channel ကိုနာမည်ပြောင်းထားပါတယ်အရင်တော့တော့ကျွန်တော် live for avian နေပြီးတော့ခုကကျွန်တော်ရဲ့နာမည်ဒီ ming vlog ဆိုပြီးတော့ကျွန်တော်ပြောင်းထားပါတယ်အဲအရင်လိုပဲကျွန်တော် vlog တွေဒါဆက်ပြီးတော့တင်မှာဖြစ်ပါတယ်အဲပြီးတော့ကျွန်တော်ဒီနေ့ကျွန်တော်ဒီ ဖနက်ကို endorse လုပ်ပြောင်းတာဖြစ်ပါတယ်အဲဒီဖနက်ကကျွန်တော်ကတရား Bangkok Central ဘုံမှာရှိတဲ့ဒီ Super Sport ကနေပြီးတော့မှာဝင်ထားတဲ့ဖနက်ဖြစ်ပါတယ်အဲ S Super Sport တို့ဘာလို့ကကျွန်တော်တို့ဒီဒီ55 scale အစေးဆိုတာရှိရပေါ့နော်ဒီ9လပိုင်း9ရက်နေမှာသူက discount ချတယ်အမှကျွန်တော်ကအဲ50% off နဲ့ရခဲ့တဲ့ဖနက်ဖြစ်ပါတယ်အဲဒီကောင်က rebook အဲ rock prime ဖြစ်ပါတယ်ပြီးတော့ကျွန်တော်ကအဲ US 7 with တာဖြစ်ပါတယ် ဒါလေးကိုကျွန်တော် Amazon လုတ်ပြဖြစ်ပါတယ်ဒီ rebook ဒီ rock price ကကျွန်တော်တို့ဒါပုံစံကတော့ဒီဒီ new balance လို့ပါလို့ပုံစံနဲ့တော့နည်းနည်းဆင်တယ်ပေါ့နော်ဒီကောင်က comfort ဖြစ်တယ်ပြီးတော့ running shoe comfort ပေါ့နော် running shoe ကိုလို့ running shoe ပုံစံမျိုးလည်းမဟုတ်ဘူးသူကအဲ quality ကတော်တော်ကောင်းတယ်အဲပြီးတော့ကျတော့ဒီဘက်မှာဒါသူ့ရဲ့ဒီ rebook logo လေးပေါ့နော်ဒီဘက်မှာသူဒါအမဲကွတ်ထားတယ်အဲဒီဘက်ချမ်းမှာတော့သူက ဒါပြောင်းထပ်ထားပြီးတယ်ဗောနော်ဒီကောင်ကပြီးတော့ဒီအသားတွေပါလေဆိုလဲ quality တော်တော်ကောင်းနေပြာဒီလား rebook ကလေအဲဒီမှာသူကဒါလေးဒီကနေပြီးဒီ leather လေးဒီ shade တိုးက leather တိုးနဲ့ဖြစ်တယ်음အောက်ဆိုးလေးတော်တော်မိုက်တယ်အဲဒါကျွန်တော်ပေးရတဲ့ဈေးကိုကျွန်တော်နောက်ဆုံးမှပြန်ရပြီပါမယ်ဒါလေးကိုထုတ်လိုက်ပါမယ်ဒီလိုလေးပါဒီလိုလေးပါတော်တော်လှပါတယ်ဖက်ကက ဒီကောင်ရဲ့ကျွန်တော် original price ကိုပြောပြမှာ original price ကဒါ bat 2900နဲ့မှ90ပါဒါကျွန်တော်ဒါရတာက bat 1500ဝင်းကျင်နဲ့ရတာပါတကယ်ပြမြန်မာငွေနဲ့တွက်ရင်တော့ဒါ2သိန်းဝင်းကျင်လောက်ပဲကျရပါဘောနော်အဲပြီးတော့ကြတော့ကျွန်တော်တို့ခုဆိုရင်အတူဈေးတောင်ပါဗျာဟိုဟိုတသိန်းခွဲလို့တသိန်းကျော်ကျော်လို့ဖြစ်နေတဲ့အချိန်မှာဒီလိုဖက်နဲ့ကဒါ2သိန်းဝင်းကျင်လောက်နဲ့ရတယ်ဆိုတော့အရန်တန်တယ်ဗျာကျွန်တော်တို့ခုပြောချင်တာကဒါ တုတွေကိုဗျာဒီလိုဈေးရန်ချီးပြီးတော့ပေးပြီးတော့မှစီးမဲ့စားဒီလိုဒီလိုအစ်စ်ကုံမှဒီလို rebook brand လို့ဒီ fila လို့ဒီ puma လို့ brand တွေမှာဒီလို underrated ဖြစ်တဲ့ဒီလိုဖက်နယ်တွေလည်းရှိတယ်ဗျာအဲ့အရာတွေကိုရွေးချယ်ပြီးတော့မှဝယ်သိနေဆိုရင်လည်းကျွန်တော်ထပ်ပြီးတော့ပြောချင်ပါတယ်။အဲဘာဖြစ်လို့ဆိုတော့အတူဆိုတာအတူပဲဗျာသိလား။ဟိုအစစ်လုံးဝမဖြစ်နိုင်ဘူးဗျာ။အဲကြောင့်မို့ဟိုကိုကဒီ brand တွေကိုတိတ်ပြီးဂိမ်းမဆိုင်ဘူးဒီဟို Nike တို့ Adidas တို့မဟုတ်ဘဲနဲ့ဒီလိုတခြား underrated ဖြစ်တဲ့ဒီ ် rebook တို့ဒီ filler တို့ဒီ puma တို့မှာလည်းဒီလိုဈေးတန်ပြီးတော့မှ quality ကောင်းတဲ့ product တွေလည်းအများကြီးရှိတယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်အဲဒီ product ကတော်တော်တန်ပါတယ်ကျွန်တော်ဒီဘန်ကောက်မှာနေတဲ့လူတွေဆိုရင်ဒီ super sport ဆိုတဲ့ site မှာလည်းတောင်းပန်လို့ရတယ်ပြီးတော့ super super sport ဆိုတဲ့ဒီ application ထဲမှာလည်းဝင်လို့ရတယ်ပြီးတော့ lazada မှာလည်းဒါသူ့ရဲ့ဒီ official mall ရှိတယ်ပေါ့နော်အဲ့မှာတောင်းပြီးလည်းဝင်လို့ရပါတယ်ကျွန်တော်ရဲ့ video ကတော့ဒီနေ့ကတော့ ီဖက်နဲ့အန်ပေါင်းစင်းနဲ့ review ပြောရင်းနဲ့ပဲဒီမှာပဲအဆုံးသတ်ပြရစီပြီးတော့ကျွန်တော်ကျွန်တော်ရဲ့ vlog ကြီးလည်းအရင်လိုပြန်ပြီးတော့ပြန်တင်ပါမယ်အဲကျွန်တော် video ရဲ့နောက်ဆုံးမှာဒီဖက်နဲ့ကျွန်တော် feature ကလေးကိုကျွန်တော်တင်ပေးသွားပါမယ်အားလုံးကျေးဇူးတင်ပါတယ်နောက် video မှာပြန်တွေ့ပါမယ်တတ်တာ thank you